က်တစ်ခုလက်ဖက်ရည်ထောက်တာပြောပြ။ Okay လက်ဖက်ရည်ဂျမ်းလို့ဒီလက်ဖက်ရည်လို့လူတွေတိတ်ကြိုက်ကြတာလေကျမဒီမှာကြည့်နေ။ဟာလက်ဖက်ရည်မလက်ဖက်ရည်လက်ဖက်ရည်။နောက်ကြည့်လိုက်တော့လေတို့ကဘာသွားဘာနဲ့ဝယ်လဲဆိုတော့လက်ဖက်ရည်ဝယ်လာရင် plastic အိတ်ပါပါလေးနော်။အဲ့တော့ plastic ကလည်းအရန်ကိုပေါ်တယ် cheap plastic တွေနဲ့လုပ်ထားတာเนาะအပူမခံဘူးเนาะအဲ့ဒီတော့တို့တွေကဒီလက်ဖက်ရည်ကเนาะဟိုလက်ဖက်ရည်ရောင်းတဲ့လူပါရင်တော့ဒီမှာခွင့်လွတ်ပါမဟုတ်တာအများကောင်းကျိုးအတွက်ပြောရမယ်လေ ံပါတ်1เนาะလက်ဖက်6က3မျိုးရှိတယ်เนาะပိုးထိတ်ကနုနုလေးတွေက white D လို့ခေါ်တယ်မှတ်ထား white เนาะ W H I T E white အဖြူရောင်เนาะနုနုလေးတွေเนาะအလဲကဟာ green tea ကြားဘူးတယ်မလား green tea เนาะပိုးအောက်ဆုံးကအရင်နေက black tea เนาะ tea က3မျိုးရှိရယ်เนาะမှတ်ထားအခုကဲတို့ပြောမယ်ရင်းနှွေးချမ်းတောက်ရင်းနှွေးချမ်းလည်းတောက်တယ်အချိုလည်းတောက်တယ်เนาะဒီတိုင်းကြည့် ဲ့တော့များသောအားဖြင့်တို့တွေတောက်နေတယ်ရင်နွေးချမ်းဟာ black tea အရင်အရင်နေလေများသောအားဖြင့်နော်အရင်ကသူ့ရဲ့တီးရဲ့အာနိသင်တွေကတော့ရှိတယ်တို့တော်လည်းပဲမကောင်းတဲ့အချက်ကလေးကဘာလဲဆိုတော့ဒီ black tea ကိုပြောတာနော်အရင်နေလို့ပြောတာဘာလဲဆိုတော့ तू ကဒီတစ်ပင်မှာအကြာကြီးပဲနေရတယ်ရင့်နေထိထားတယ်လေအဲ့တော့ဘာ तू ကဘာတွေအရန်ဓာတ်တွေများလဲဆိုတော့မြေကြီးတဲက ဖလိုရိုက်နဲ့အလူမီနီယမ်နဲ့မန်ဂနီးစ်နဲ့အရန်များတယ်အဲ့ဒါတွေကအုံနောက်ရဲ့အစိတ်ပဲနော်အဲ့ဒီတော့လက်ဖက်ရည်ချမ်းတောက်ရင်နော်တက်နိုင် green tea ကိုတောက်ဒီတဲ့ပို့ပြီးတော့ရနိုင်လေဆိုရင်နုလေးတွေလေ white tea ကိုတောက်ကြနော်လက်ဖက်ရည် itself ကလည်းအာနိသင်ရှိတယ်သို့တော်လည်းပဲ black tea တွေနင်းကန်တောက်ရင်ဘယ်လိုဖြစ်လဲဆိုတော့ဒီမလိုအပ်တဲ့နော် side effects တွေရှိတယ်နော် နောက်အထူးသဖြင့်တချို့တွေကြတော့လေတီးတောက်ရင်ပံပြာသီးလေးထည့်လိုက်ကြတာနော်လက်မန်ပေါ့နော်ပံပြာစိတ်ကလေးကိုထည့်လိုက်ကြတယ်အဲ့ဒါမလုပ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဒီပံပြာသီးကဗိုက်တာမင် C နော်ဒီဗိုက်တာမင် C ကဒီမကောင်းတဲ့ဓာတ်တွေ absorption ကိုသူကတအားမြင့်ပေးတာအဲ့တော့ကိုကနည်းနည်းရမှာတောက်လိုက်လို့ရှိရင်ပံပြာသီးထည့်လိုက်ရင်ဆယ်စားလောက်ပူရှာနော်အဲ့တော့အဲ့ဒီအချင်းရှိရင်လည်းဖြောက်ကြနော်အဲ့ဒါနောက်ပြီးတော့ဒီဟိုအချိုးတောက်တာကိုပြောမယ် နော်အချိုတောက်တာကလည်း black tea ပဲနော် black tea ဆိုကိုကသိပြီ black tea ကငိုရဲကနော်အုံနောက်ရဲ့အစိတ်တွေပါပြီနော် fluoride magnesium aluminum တွေအများကြီးပါတယ်နောက်ပြီးတချို့ tea တွေကညီရဲနေတာပဲနော်အယောင်ဆိုးဆေးလည်းပါရင်ပါမယ်ဘာလို့ဆိုတော့ဒီသဘာဝအားဖြင့်ဒီဟိုကလက်ဖက်6ကဒီရောင်မမဟုတ်တာစဉ်းစားကြည့်ဟုတ်လားမဟုတ်လားဒီအနီရောင်မမဟုတ်တာလက်ဖက်6ကနံပါတ်1စိုးစေးဟောမှာအစိတ်တစ်ခုသွားပြီနော် နံပါတ်1ဟာချိုးချိုးလာပါလဲရှယ်လာပါလားဒီမှာခေါ်တာလေနော်ချိုးတယ်လေဟောတကြားတွေနင်းကန်ထဲ့ပြီတကြားလည်းအစိတ်ပဲလေမှတ်မိလားအစိတ်နှစ်ခုဖြစ်သွားပြီနော်ဟောနှုတ်စီထဲ့ပြီနော်နှုတ်စီကဘာဘူးနဲ့လာတာလဲအလူမီနီယံဘူးနဲ့နော်ဘလောက်ကြာနေပြီလဲမသိဘူးတို့နှုတ်စီတွေကဒီအလူမီနီယံမှလည်းအဲ့နှုတ်စီတွေကိုဝင်တာပဲဟောအစိတ်၃ခုဖြစ်သွားပြီနော်နော်အစိတ်၃ခုလက်ဖက်ချက်ဟောနံပါတ်၄ပလတ်စတစ်အိတ်နဲ့ထဲ့ပြီ plastic 8တွေကလည်းအပေါ်စားတွေနော်တရုတ်ပြည်ကလာတာအရန်ပေါ်တာပဲဒီ plastic 8တွေကပူပူကြီးနဲ့ထည့်လိုက်ပြီးဟိုနေ့ကကျမအတိတယောက်ပေါ့နော်ကျမကိုတိုက်လို့ဆိုတာလက်ဖက်ရည်ဝယ်လာကြည့်လိုက်တော့သူကအဲ့ဒီလက်ဖက်ရည်ကို plastic ခွက်ကလေးနဲ့ထည့်ထားတယ်အဲ့ဒီခွက်ကို plastic 8ထဲမှာထည့်လိုက်တယ်ကြည့်လိုက်တော့ဒီ plastic ခွက်ကြီးကအရေးပြောနေပြီနော်အဲ့ဒီတော့စဉ်းစားကြည့်လေအဲ့ဒါဆိုဒီလက်ဖက်ရည်ကိုတောက်ရင်အစိတ်က၄မျိုးဖြစ်နေတယ်ဆိုတော့ကျမပါပြောထားတယ်အစိတ်က တစ်ပေါင်းတစ်ပေါင်းတစ်ကလေးမဟုတ်တော့ဘူးနော်တစ်ပေါင်းတစ်ပေါင်းတစ်က20 30ဖြစ်သွားတယ်အဲ့တော့တက်နိုင်လေလက်ဖက်ရိတ်သိကြိုက်တယ်မတော့ဝင်မရဘူးမနေနိုင်ဘူးဆိုရင်ကိုယ်အရင်ခြိုက်ကလေးနဲ့သွားနော် plastic 8တဲ့ same thing with moving up မွေးငါမှလည်းအဲ့လိုပဲဝယ်လာကြတယ်ကြိလိုက်တယ်အဲ့ plastic 8တွေနဲ့နော်အဲ့ဒီ plastic 8တွေအားအရင်ဆိုးတယ်နော်ဆိုးတာလေအဲ့ဒီ plastic အကောင်းစားတွေမဟုတ်ဘူးသူကအရင်ပေါ်ရတယ် အဲအပူထိလိုက်တာနဲ့သွားပြီလေကိုယ်အကြီးပလတ်စတစ်တွေတောက်အဲနော်တတိထားကြအဲ့ဒီအဲ့ဒီလက်ဖေးအကြောင်းရယ်ကွန်းစားတာရယ်နောက်ပါအဲ့ဒီလက်ဖေးအဲ့ကျမပြင်ပိတ်ကြောက်တာအဲ့ဒီပလတ်စတစ်အိတ်တွေကလုံးဝမတုံးသေးဘူးအခုဆိုရင်လေကျမတို့တရုတ်ပြည်သွားရင်လေနော်ဒီကောင်းကင်ကြီးကပြာမနေတော့ဘူးနော်မဲမှောင်နော်ဟိုတလောကလည်းဘီရှင်သူတို့မြို့တော်ကြီးမှာလေမြို့ကြီးကမှောင်သွား ဘာကြောင့်လဲဆိုတော့အစိတ်တည်းကြီးပဲလေအခုအခုဆိုရင်တော့တရုတ်ပြည်မှာအသက်70နှစ်ကလေးတွေကလမ်းကင်ဆာဖြစ်နေကြတယ်အဲ့တော့အခုကျမတို့ဒီမှာဝင်နေတာကလေတရုတ်ပစ္စည်းတွေကြီးပဲကျမတို့ကြည့်ရနော်ကျမဆိုသိကြောက်တော့ဟိုတင်းနေရလဲအဲ့ဒါစစ်တီမလာပါလားအဲ့ဒီတခုပေါ့နော်အေးဘာစားစရာရှိလဲမသိဘူးလို့ချင်းချင်းတောင်တော့ယူသွားမယ်တွားကြမဝယ်ရဲဘူးကြည့်ပြီးတော့အဲ့ဒီတော့ကျမတို့နော်ဈေးသွားရင်နောက်တစ်ခါကြာရင်ကျမပြောမယ် ကျမတို့ပါလေအဟာရပတိကူလာနေညာအဲ့ဒီအတိုင်းလာမြင်တော့အစိတ်တွေအစိတ်တွေအစိတ်တွေကျမကတော့အဲ့လိုပဲမြင်တော့နော်အဲ့ဒါတကယ်နော်အစိတ်တကယ်ဟိုအစိတ်တွေအဲ့ဒါဟိုကနော်ဒီတရုတ်ပြည်ကနောက်ပြီးတော့ဟောပြောအောင်မယ်နော်လူတိုင်းကြိုက်တဲ့ဟာခေါက်ဆွဲတုပ်တွေပြုတ်တောက်ကြတာနော်အဲ့ဒီခေါက်ဆွဲတုပ်တွေကလည်းအယံကိုဆိုးတယ်နော် သူကလည်းဟိုကလည်းလွယ်ကူရယ်ပေါ့နော်ဗိုက်စာလို့ရှိရင်ဟာခောက်ဆွဲလေးပြုတ်တောက်လိုက်ကြပေါ်လဲပေါ်ရယ်နော်တော်တော်ကိုပေါ်ရယ်ဆိုပေါ်ရယ်ဆိုရယ်ဒီခောက်ဆွဲကသူကကြော်ထားတာနော်ဖြစ်လားဒါကြောင့်မလို့ကြာရင်စီကြီးစော်နန်းစီကြီးစော်နန်းရင်လုံးဝမစားနဲ့တော့စီကြီးစော်နန်းနေဆိုတဲ့အဓိပ္ပာယ်က oxidize ဖြစ်သွားတယ်နော်အဲ့ဒါစားရင်ဒုက္ခရောက်တယ်အဲ့ဒီခောက်ဆွဲပြုတ်တွေကိုလူတွေကပြုတ်စားကြတယ်ကျွန်မပြောပြဒီတရုတ်ပြည်မှာလေကျမဒီဒီယိုမလာခင်လေးတွေမယ်နော်ဒီ အမေရိကန်သတင်းစာတစ်ခုမှာပေါ့နော်တရုတ်ပြည်မှာစီရီယိုဘယ်လိုလုပ်လဲဆိုတာဗီဒီယိုတိတ်လေးကျွန်မကြည့်ပိတ်ကြောက်ဖို့ကောင်းတယ်ညညဆိုလို့ရှိရင်နော်အဲ့တရုတ်မကြီးတယောက်ကလေရှိသမျှမြောင်းနေတဲ့မှာလေသူကလိုက်ခတ်တာမြောင်းနေတဲ့မှာသူများပြစ်ထားတဲ့အစားချန်နေလေအဲ့ဒါကိုရောက်မကြီးကြီးရှိတယ်ကိုခွက်ကြီးနေလေလိုက်ခတ်ခတ်ပြီးတော့ပုံနေတယ်ကိုထက်ထက်အဲ့စားကျင်းစားချန်နေပေါ့နော်အဲ့ဒါတကယ်တော့မယုံမရှိနဲ့ကျွန်မလေကွန်ပျူတာထဲမှာရှိကျင်တယ်ဒီနေ့ပြအောင်မလန့်သွားလိမ့်မယ် ဲ့ဒါသူကအဲ့ဒီပုံကြီးရင်းနဲ့သူကလိုက်ခတ်ပြီးတော့သူတို့အဲ့ဒီစီလုတ်တဲ့နေရာကိုပို့လိုက်သူကအဲ့ဒါတွေပြန်ချက်ပြစ်တာအဲ့ဒီတူတယ်နော်ပြန်ချက်ပြီးတော့စီရရတော့သူကလမ်းပေးဆိုင်နေကြည့်တယ်မလားတွင်းတယ်တချို့ restaurant နေတောင်တွင်းတယ်ဘာလို့အဲ့ဒီစီကပေါ်ရတယ်အဲ့တော့ကျမကကြောက်တာကစဉ်းစားကြည့်နော်ဒီခေါဆွဲတုပ်တည်းကတရုတ်ပြည်ရအောင်လားအားတာနော်ဒါတော့ပေါ်တယ်ဟုတ်တယ်မလားဘာဖြစ်လို့ပေါ်ပေါ်ရောင်းနိုင်တာလဲနော်သူတို့ကဒီခေါဆွဲတုပ်တည်းကကြောပြီးသားနော် ဒါမှမဟုတ်ကြာရင်လည်းစီကြီးစော်နိုင်ကြော်ပြီးသားဘယ်စီနဲ့ကြော်လဲကျမစဉ်းစားစဉ်းစားကြည့်ရင်အဲ့ဒီစီတွေကလေသုံးပြီးသားစီတွေသူကပြန်ချက်တာနော်အကင်ဆာတွေရဲ့အကုန်နော်နောက်ပြီးတော့သူ့ဟာပါတယ်အမှုန်ပါတယ်မလားခောက်ဆွဲတုပ်အမှုန်အဲ့ဒါလည်းဂျုံမှုန်နေတယ်နော်စဉ်းစားကြည့်စီရဲ့အချုံမှုန်ရဲ့အစိမ့်နှစ်ခုဖြစ်နေပြီနော်ဒီတဲ့တော်ပုံများရင်များအဲ့ ဒီဟိုဟာပေါ့နော်ဒီတရုတ်ပြရလာတာတွေကိုသတိထားနော်တတ်နိုင်မစားဘူးဒါမှမဟုတ်ကျမပြောတယ်နော်ဝယ်လည်းမစားကြနဲ့လမ်းမှာနော်အိမ်မှာပဲချက်စား even ကျဲဥပြုတ်ကလေးနဲ့ပဲစားစားပို့ပြီးတော့ကျမကြီးအတွက်ကောင်းတယ်အဲ့ဒီခေါက်ဆွဲတုပ်တွေကလည်းမလွယ်ဘူးနော်လူတွေကတော့ရမ်းစားကြတာပဲဘာလို့လဲလွယ်တယ်ပေါ်လဲပေါ်တယ်နောက်ကလေးတွေလည်းကျမတိတ်ပြီးတော့တနာတာပဲဟိုចောင်းသားလေးတွေလေသူတို့ကဟိုပါပေါ့နော် lunch တွေပါတွေအတွက်ပတ်စံတိတ်မရှိတော့လေဒါတွေကိုပဲပြုတ်စားကြတယ် ။အော်ဒါကိုတိုင်းပြည်ကကလေးတွေနော်။တနေ့ကြရင်ခေါင်းဆောင်ကြီးဖြစ်မဲ့ကလေးတွေ။အော်ဒါရီစဘလောက်ကြောက်ဖို့ကောင်းလဲဆိုတော့အဲ့တော့ပေါ့နော်တေးသေးချာချာတင်းအရန်ကြောက်ဖို့ကောင်းတယ်။အဲ့တော့တတ်နိုင်ရင်လည်းဒီခေါဆွဲတုပ်ကိုမစားနဲ့။အထူးသဖြင့်စီကြီးတက်သွားစီကြီးစော်နံနေခေါ်လာဒီမှာလေးနံသွားတာလေ။အဲ့ဒါဆိုလုံးဝမစားနဲ့တော့အဲ့ဒါ oxidize ဖြစ်သွားတယ်။ခန္ဓာကိုယ်ထဲမှာဒုက္ခရောက်ပြီအဲ့ဒါနော်။လူတွေကမသိဘူး။အဲ့ဒါစား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 အကုန်ဒုက္ခရောက်။